မြင်တိုင်းကြားတိုင်းတွေ့တိုင်းသိတိုင်းဓွား၆ပါးကသင်္ချာပေါ်လာတဲ့ယုံနာတွေကိုအမှန်တမ်းရှိပါတယ်။မြင်မြင်တာဟာမှားနေတာပဲ။အဲဒါကိုမြင်တယ်မြင်တယ်လို့ရှိပါတယ်။တို့တို့ကြားရင်လည်းကြားတာမှားနေတာပဲ။ဒါကြောင့်ကြားတယ်ကြားတယ်လို့ရှိပါတယ်။နာရင်လည်းနာတယ်လို့ရှိပါတယ်။ရတာကိုစားသိရင်လည်းသိတယ်လို့ရှိပါတယ်။ကိုယ်တည်းကတွေ့ထင်ရင်လည်းထင်တယ်လို့ရှိပါတယ်။ ညောင်းတာပူတာနာကျင်ခဲ့တာအခံခဲ့တဲ့ဒုက္ခဝေဒနာတွေဟာလဲတွေးထိရကဖြစ်ပေါ်လာတာတွေပဲအဲဒါတွေလဲညောင်းတယ်ပူတယ်နာတယ်အစသည်ချင်းရှိရတယ်ဒီကုစဉ်းစားတာတွေဖြစ်ပေါ်လာရင်လဲဒီကုတယ်စဉ်းစားတယ်ကြံစည်တယ်လိုချင်တယ်နှိမ့်တယ်ပါရတယ်အစသည်ချင်းသူဖြစ်ပေါ်လာတဲ့အတိုင်းပဲရှိရတယ်ပထမရှိပါသောပုဂ္ဂိုလ်ကတော့မြင်နိုင်ကြတဲ့တွေ့တိုင်းသိတိုင်း ဘာ၆ပါးကဖြစ်ပေါ်လာတဲ့မြောက်ကိုအကုန်လုံးစင်ကအောင်လိုက်ပြီးတော့မရှိနိုင်သေးဘူး။ဒါကြောင့်နည်းနည်းကစပြီးတော့ရှိရတယ်။ရှိပုံကတော့အသက်ရှူတိုင်းစိုက်တိုင်းဝမ်းမိုက်ကဖောင်းလိုက်ပိန်လိုက်နဲ့လှူရှားနေတဲ့ရုပ်ဟာအထူးသဖြင့်ထင်ရှားနေတယ်။အဲဒီလှူရှားရုပ်ကလေးကစားပြီးရှိရတယ်။ဖောင်းတယ်လာတဲ့လှူရှားရုပ်ကလေးကိုဖောင်းတယ်လို့ရှိရတယ်။ ပိန်ကြသွားတဲ့လှူရှားရုပ်ကလေးကိုပိန်တယ်လို့ယူပါတယ်။ဒီဖောင်းတဲ့ပိန်တယ်ဆိုတော့ရှုပုံကလေးကသာသာပေးတာမပါတဲ့အတွက်ဘာမှမဟုတ်တယ်လို့လဲထင်နေတာကြတယ်။ဒီပါဒနာအကြောင်းကောင်းကောင်းမသိသေးတဲ့အချို့ပုဂ္ဂိုလ်တွေကတော့ဘောင်းတာပိန်တာဟာစာနဲ့ပိန်တယ်မဆိုင်ပါဘူး။ဘာမှမဟုတ်ဘူးလို့လဲပြစ်ပယ်ပြီးတော့ပြောနေကြသေးတယ်။ဟုတ်တယ်။သူ့ဟာသာသာပေးတာကမပါတော့ ဘာမှမဟုတ်ဘူးလို့ထင်မယ်ဆိုလဲထင်ကြပါပဲဒါပေမဲ့သဘောတရားနေကတော့တကယ်ကိုဟုတ်နေတာဘောင်းတယ်လာတာလဲတကယ်ကိုဟုတ်နေတာပဲပြင်ကြသွားတာလဲတကယ်ကိုဟုတ်နေတာပဲသုတ်ရှားတဲ့ဝါရုပ်သဘောတကယ်ကိုဟုတ်နေတာပေါ့ဘောင်းနေပြင်နေဆိုတဲ့အမိကတော့ခေါ်လို့ပြောလို့လွယ်အောင်အရာ30ကအတိုင်းဘုန်းကြီးများကညွှန်ကြားပြသနေတာပဲအမှန်ကတော့ ကျမ်းစာစကားနဲ့ပြောရရင်ဘောင်းနာပိဏဟာဝါယောဒပဲဘောင်းနိုင်ပိဏိုင်ဘိုက်ကုညာနဲ့စိုက်ပြီးတော့ကြည့်နေရင် တောင်းနေတဲ့သဘောလည်းထင်ရှားတယ်လှုပ်ရှားတဲ့သဘောလည်းထင်ရှားတယ်တဏှာတဏှာကိုရွှေ့ဆောင်နေတဲ့သဘောလည်းထင်ရှားတယ်တောင်းနေတဲ့သဘောကဝါယောဒရဲ့ဝိထာမနာလက္ခဏာတဲ့လှုပ်ရှားတဲ့သဘောကဝါယောဒရဲ့သမှုရိနာရတာတဲ့တဏှာတဏှာကိုရွှေ့ဆောင်နေတယ်လို့ထင်ရတာက ဝါယောဓာရဲ့အဘိနိဟာရပစ္စုပ္ပန်နဲ့ဝါယောဓာကိုအမှန်တိုင်းသိရင်ဒီလက္ခဏာဒီရသဒီပစ္စုပ္ပန်အနေနဲ့သိရတယ်အဲဒီလက္ခဏာရသပစ္စုပ္ပန်နဲ့အမှန်တိုင်းသိအောင်လို့ရှင်းရတာတဲ့ဝိပဿနာဆိုတာယုတ်တရားနာတရားတွေကိုသဘောမှအတိုင်းသိတဲ့နာမရူပပရိစ္ဆေဒညာကစပြီးအထုရတယ်ယုံနာနှစ်ပါးတည်းကလည်း ဝိပဿနာတသက်ကစသည်ရှုတဲ့ဝိပဿနာယနိကပုဂ္ဂိုလ်မှာဆိုရင်ယုတ်တရားကစသည်ရှုရတယ်ရှုတော့ဘယ်လိုရှုရသလဲဆိုရင်လက္ခဏာရာသာရိဝတိနာပဋိကေတပါလို့ဝိသုရိမကမိဆိုထားတယ်လက္ခဏာရာသာရိဝတိနာသဘာဝလက္ခဏာရာသာစသည်တို့ရဲ့လိုအားဖြင့်ပဋိကေတပါသိသိအရှုအကုန်ယုတ်တရားပဲဖြစ်ဖြစ်နန္တရားပဲဖြစ်ဖြစ် ဝိပဿနာစသည်ရှိရင်သဘာဝလက္ခဏာနဲ့ရင်းနဲ့ရှုရမယ်။ရာတာနဲ့ရင်းနဲ့ရှုရမယ်။အာရိစသည်ဆိုတဲ့စကားအရပိစုပ္ပထာနဲ့ရင်းနဲ့ရှုရမယ်တဲ့။အဘိဓမ္မာရသင်္ခါလို့ခေါ်တဲ့သင်းညိုကျမ်းကပြဆိုထားတာလဲတူတူလေးနဲ့အမှန်ရှင်းပါတယ်။လက္ခဏာရာတာပိစုပ္ပထာနာပရထာနာဝေဒေနာနာမရူပပရိဂောဒိဋ္ဌိဝိတ္တိနာမတဲ့။လက္ခဏာရာတာပိစုပ္ပထာနာပရထာနာဝေဒေနာ လက္ခဏာအလိုသာသအလိုပိစုပ္ပထာအလိုပရဒံအလိုအချင်းနာမရူပါပရိခောအနာယုတ်ကိုသိသိချင်းရှုခြင်းသည်ဒိဋ္ဌိဝိတ္တုဒီနာမဒိဋ္ဌိဝိတ္တုဒီမြည်ပါတယ်တဲ့ဝိပဒနာဆိုတာအခြေခံဖြစ်တဲ့နာယုတ်ကိုသိသိတဲ့နာမရူပါပရိစိရဉာဏ်ကစပြီးတော့ရှုရတယ်ဝိတ္တုဒီခုနပါးထဲမှာဆိုရင်သီလဝိတ္တုဒီနဲ့စိတ်တဝိတ္တုဒီပြည့်စုံပြီးတဲ့နောက် ဒေဒီဝိသုဒ္ဓိကပဲစရတယ်အဲဒီနာမရူပပရိစေညာနဲ့ဒေဒီဝိသုဒ္ဓိပြည့်စုံအောင်နန္တရယုတ်တရားတွေကိုလက္ခဏာလိုအားဖြင့်လည်းသိသိရှုမှတ်ပြီးသိရတယ်သာသပစ္စုပ္ပန်ဗရထံတို့လိုအားဖြင့်လည်းသိသိရှုမှတ်ပြီးသိရတယ်သိသိရှုမှတ်ပြီးတော့နာယုံနှပါးကို ပိုင်းခြားပြီးပြီးတာနာမဥပပရိစေညာခေါ်တယ် အဲ့ဒီညာရင်းကျက်တဲ့အခါမှာဒိဋ္ဌိဝိသုဒ္ဓိဖြစ်တယ်လို့ဆိုလိုပါတယ်လက္ခဏာလိုအပ်ခြင်းသိရဆိုတာယုံနာတို့ရဲ့အထယ်ကိုဖြစ်တဲ့သဘောလက္ခဏာကိုသိတာပါပဲသာသာလိုအပ်ခြင်းသိရဆိုတာကလည်းအဲ့ဒီယုံနာတွေရဲ့ကိစ္စရပါကိုသိတာပါပဲဣသုရာလိုအပ်ခြင်းသိရဆိုတာကလည်းအဲ့ဒီယုံနာတွေရဲ့သင်္ဘောဘုံအချင်းရာပိစုပ္ပထံကိုသိတာပါပဲ မရထံကိုသိဖို့ကတော့ဝိပဿနာရှုကစားမှမလွတ်သေးပါဘူးဒါကြောင့်ဒီမှာလက္ခဏာရယ်ရာသရယ်ပိစုပ္ပထာရယ်ဒီသုံးမျိုးနဲ့သိဖို့ကတော့ကျင့်ပြသွားမယ်ဝိသုဒ္ဓိမေမာယောဗိဓမာရသင်္ဃာကြမာယောနာယုတ်တို့ကအမည်နာမနဲ့ရှုရမယ်လို့မပြဘူးအရေးအတွက်ကနာသင်္ချာနဲ့ရှုရမယ်လို့လည်းမပြဘူးအမုံမုံအထေရရနဲ့ရှုရမယ်လို့လည်းမပြဘူး ဘာ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 ဖြစ်နေပုံနဲ့ရှင်းရမယ်လို့လည်းမပြဘူးလက္ခဏာရာသာစသီတို့နဲ့သာရှင်းရမယ်လို့ပြထားပါတယ်အဲ့ဒါကိုအထူးသတိပြုကြဖို့ပါပဲအဲ့ဒါကိုသတိမပြုရင်ဘာ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 ပြင်းညအမုံမုံပြင်းညအရေးတွေပြင်းညအမိနာပဲပြင်းညတွေရောက်ကုန်တာတည်းနန္တရားယုတ်တရားတွေကိုလက္ခဏာရာသာစသီနဲ့ရှင်းရမယ်လို့အထာကထာများကပြဆိုထားတဲ့အတိုင်း ဝါယောဓာယုတ်ကိုရှုရင်သူ့လက္ခဏာသူ့ရသသူ့ပြစုပ္ပထာများနဲ့ရှုရလိမ့်မယ်ဝါယောဓာရဲ့လက္ခဏာကဘာလဲဆိုလို့ရှိရင်ဝိထာမနာလက္ခဏာဝါယောဓာတုဝါယောဓာတုဝါယောဓာတိဝိထာမနာလက္ခဏာထောက်ကန်တောင်းတင်းခြင်းလက္ခဏာရှိပါတယ်လက္ခဏာဆိုတာအထဲကိုသဘောပဲထောက်ကန်တောင်းတင်းတာဝါယောဓာရဲ့အထဲကိုပဲ အဲ့ဒီထောက်ကန္နာတောင်းနေတာဒီပင်လင်းဝါယောဓပဲလို့မှတ်ရမယ်ဝါယောဓရဲ့ရတ္တဘာလဲဆိုရင်သမှုရိနာရတ္တလို့မိတ်ဆိုထားတဲ့အတိုင်းလှုပ်ရှားခြင်းဟာ သူရတ္တသူကိစ္စပါပဲဝါယောဓရဲ့ပိစုထာန်ကဘာလဲဆိုရင်ဘိနိယာရပိစုပဌာနာလို့မိတ်ဆိုထားတဲ့အတိုင်းရှင်းစုဆောင်ခြင်းဟာသူပိစုပဌာန်ပါပဲပိစုပဌာန်ဆိုတာရှုနေတဲ့ယောဂီရဲ့ညာထဲမှာထင်ပေါ်လာတဲ့အခြင်းအရာပါပဲဝါယောဓကိုရှုနေရင် ။တဏှာတဏှာကိုရွှေ့ဆောင်နေတယ်၊တွန်းဆောင်နေတယ်၊ဆွဲဆောင်နေတယ်လို့ယောဂီရဲ့ညာထဲမှာသင်ပေါ်လာတာပါလေ။အဲဒါဟာဝါယောရရဲ့ပစ္စုပ္ပဒါမှာပဲဝမ်းပိုက်ကဖောင်းတာပိန်တာကိုရှုနေရင်ဘိုက်ထဲကတောင်းနှင်းတာလှူရှားတာတွေဒီရွေ့တွေ့ချင်းရွှေ့ဆောင်နေတာတွေဒါတွေကိုသင်ရှားသိနေတာပဲ။အဲ့ဒါတွေဟာဝါယောဓာရဲ့လက္ခဏာရာသပစ္စုပ္ပန်တွေပဲဒီဝါယောဓာကအရေးကြီးပါတယ် သတိဌာနသုတ်ဒေသနာကာ అను ပဒနာအရိယာပဌာပိုင်းနဲ့သံသညာပိုင်းမှာထားရဆရာကဒီဝါယောဒကိုကြည့်ပဒနာအားဖြင့်ဖွင့်ပြပြီးထားပါတယ်ဖွင့်ပုံပါဠိတော်ကစပြီးတော့ထုတ်ပြလာကိစ္စံတော်ဝါကိစ္စာမိတိပဇာနာတိဒါကမြတ်စွာဘုရားဟောတဲ့ပါဠိပဲကိစ္စံတော်ဝါသွားသည်ရှိတော်လီဝါသွားလင်းလီကိစ္စာမိတိသွားသည်ဟု၍

ဘင်္ဂလကာယတာပုရတော်ဘိနိယရောကမနံတိဥစ္စတိသစ္စာမိရိစိတ်တံသွားမယ်ကြံသောစိတ်သည်ဥပ္ပဇ္ဇတိဖြစ်ပေါ်လာ၏တန်ထိုစိတ်သည်ဝါယံတောင်တင်းလှုပ်ရှားသောလေယုတ်ကိုဇနေတိဖြစ်ပေါ်စေ၏ဝါရောလေယုတ်သည်ဝိညာတိန်တွန်းကံမှုတတိအထူးဟူသောဝိညာယုတ်ကိုဇနေတိဖြစ်ပေါ်စေ၏စိတ်တကိရိယာဝါရောတတုဖာရိနံစိတ်ကပြုအပ်သောဝါစိတ်ကြောင့်ဖြစ်သော တောင်းနှင်လှုပ်ရှားမှုဤပြန့်နှံ့လှုပ်ရွာခြင်းကြောင့်သကလကာယတာတကိုယ်လုံးဤပူရတော်ပြီးနေရတော့ဖြစ်သည်သောရှေးရှုဆောင်သွားခြင်းကိုကမနန်းဒီဥစ္စတိသွားခြင်းဟုခေါ်ဆိုအပ်၏ဒီလိုသိပါရဲ့သွားတယ်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 လို့မပြတ်ရှုနေတဲ့ယောဂီကဒီလိုသိပါရဲ့သွားမယ်ကြတဲ့စိတ်ကလေးကရှေးဥစွာဖြစ်ပေါ်လာတယ်အဲ့ဒီစိတ်ကြောင့် တောင်းတင်းလှုပ်ရှားမှုတွေကိုယ်ထဲမှာအနှံပြဖြစ်ပေါ်လာတယ်။အဲဒီတောင်းတင်းလှုပ်ရှားမှုတွေကိုယ်ထဲမှာအနှံပြဖြစ်ပေါ်ပြီးလှုပ်ရှားတွန်းကန်သောကြောင့်ရုပ်ကိုယ်ကြီးကဒီွေချင်းွေ့ွေသွားတာကိုငါသွားတယ်သူသွားတယ်လို့ခေါ်ရတာပဲ။အမှန်မှာတော့သွားတယ်ငါကောင်သူကောင်ရဲ့လို့မရှိဘူး။သွားခြင်းနဲ့စိတ်နဲ့လှုပ်ရှားရုပ်ဒီနှမျိုးပဲရှိတယ်လို့ဒီလိုသိသွားပါတယ်။အဲ့ဒါဟာ အဒါကဒါကဖွင့်ပြထားပုံပါပဲဒီတရားစကားထဲမှာတောင်းရင်လောက်ရှားမှုဝါယောရပြီပုံကိုဗရာဏပြုပြီးပြထားပါတယ်ဒါကြောင့်ဒီဝါယောရကိုလက္ခဏာရသပစ္စုပ္ပထာနဲ့ကြာကြာနာနာနားလည်ထားရင်မိမိတို့ရှုနေတာဟာသဘာဝကြမကြကိုဆုံးဖြတ်နိုင်ပါတယ်ဒီဝါယောရကိုတူတူနဲ့မှတ်ရအောင်ဖောင်းပုတ်ကလေးပေးဦးမယ် ဒီသံမုတ်ပါတဲ့အသေးဆန်းတော့မဟုတ်ပါဘူးမကြမကြဟောနေကြသံမုတ်လေးပါပဲအဲ့ဒီသံမုတ်ကသောက်ကံတောင်းတင်းကြော်ခြင်းတမီရင်းရင်လှူရှားရွေသွားတတ်သည်သူလိုရပဲတွန်းလျက်ဆောင်းသည်ဝါရောဓာတိမမြယောဂီဒါပါပဲ